င်္ဂလာပါရှင်။ရန်ကုန်ခေတ္တရဲ့မလန့်ခေတ္တတွေကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်စီကဖမ်းဆီးထားတဲ့ရွှေဆိုင်နဲ့ရွှေကုန်တွေစီကနေရွှေတွေကိုတောင်းနေပြီးမပေးရင်ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်မယ်လို့ချိန်ချောက်ပါတယ်။မကွေးတိုင်းမြို့နယ်တွေမှာစစ်တကတပ်သားတွေစုဆောင်းရန်အတွက်လူငယ်20ဦးထက်မနည်းကိုပေါ်တာဆွဲဖမ်းဆီးတဲ့တဲ့ရင်ပါဝင် နောက်ဆုံးရတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်။ ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကြက်ဖက်စစ်ကောင်စီကဖမ်းဆီးထားတဲ့ရွှေဆိုင်နဲ့ကုံတယ်ရီစီကနေရွှေတွေကိုတောင်းယူနေပြီး မပေးရင်ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်မယ်လို့ထိန်းချုပ်နေကြောင်းဖန်ဆီးခံရတဲ့ရွှေကုန်းတဲ့အချို့ရဲ့မိသားစုဝင်တွေစီကနေသိရှိရပါတယ်။ပြီးခဲ့တဲ့မေလ30ရက်နေ့မှာအခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်96သိန်းထိမြင့်တက်သွားချိန်မှာစစ်ကောင်စီကရွှေကုန်းတန်းနဲ့ပွဲစား22ဦးကိုဖန်ဆီးစစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။သူတို့ရဲ့ထွက်ဆိုအကြက်ရလို့ဆိုပြီးရွှေဆိုင်ပန်ရှင်နဲ့ရွှေကုန်းတဲ့စေဦးကိုဇွန်လ2ရက်နေ့ညပိုင်းမှာထပ်မံဖန်ရန်ထုတ်ခဲ့တာလည်းဖြစ်ပါတယ်။စစ်ကောင်စီကဖန်ရန်ထုတ်သူတွေထဲမှာနာမည်ကြီးရွှေဆိုင် ်ပန်းရှင်တွေဖြစ်တဲ့အောင်သမာရရွှေဆိုင်ပန်းရှင်ဦးအောင်ဆန်းဝင်း၊ဇွဲထက်ရွှေဆိုင်ပန်းရှင်ဦးဆန်းဝင်း၊အကယ်ဒမီရွှေတန်းစင်လုပ်ငန်းရှင်ဦးမျိုးသူဝင်း၊ဝိစင်ရွှေဆိုင်ပန်းရှင်ဦးအောင် ကောင်းမြတ်တို့ပါဝင်သလိုစိန်ကျော်မိုးရွှေဆိုင်ပန်းရှင်ဦးကျော်ငယ်၊ခရမ်းတော်ကရွှေဆိုင်ပန်းရှင်ဦးတက်နာဝင်း၊ရွှေစင်ဝင်းရွှေတန်းစင်လုပ်ငန်းရှင်ဦးရဲ့ကျူဦးကျော်ဝင်း၊ရွှေကုံတဲ့ဦးညီညီဦး၊ရွှေကုံတဲ့ဒေါ်တင်နေခိုင်စတဲ့သူတွေပါဝင်တာကိုလည်းတွေ့ရှိရပါတယ်။လက်ရှိစစ်ကောင် င်စီကဟွန်ဒီငွေလဲသမားတွေနဲ့နိုင်ငံခြားငွေလဲလေတဲ့ဒိုင်းနဲ့ပွဲစားတွေကိုလည်းဖမ်းဆီးကာသူ့ရဲ့ဘန်စင်ပေးကောင့်တွေကိုပိတ်ပင်ကဘန်ငွေစင်းတွေအတွင်ငွေကြေးတွေအလုံးကိုလည်းစစ်တပ်ကတည်ယူလိုက်တယ်လို့လည်းသိရှိရပါတယ်ရှင်။ မကွေးရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မကွေးတိုင်းအတွင်းမှာမင်းတို့မြို့နယ်၊နတ်မောင်မြို့နယ်နဲ့ရင်းနှံကျောင်းမြို့နယ်တို့မှာအကြမ်းဖက်စစ်တပ်ကစစ်သားတွေစုဆောင်းဖို့အတွက်လူငယ်20ဦးထက်မနည်းကိုပေါ်တာဆွဲဖမ်းဆီးထားတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရစေ။ဇွန်လ၄ရက်နေ့မှာမင်းတို့မြို့နယ်အတွင်းမဲဆလီဝါကြက်ဝရွာနယ်အနီးငယ်ကျေးရွာကပြည်သူတွေကိုအကြမ်းဖက်စစ်တပ်ကစစ်သားတွေစုဆောင်းဖို့အတွက်နေအိမ်တွေထဲထိလိုက်လံဖမ်းဆီးခဲ့ပြီးလူငယ်10ဦးကျော်ဖမ်းဆီးခံခဲ့ရလို့လည်းသိရှိရပါရစေ။ ်။ဒါအပြင်ဇွန်လ3ရက်နေ့ညပိုင်းချိန်ကလည်းနမ့်မောင်မြို့ပေါ်ကမြို့မကွက်တရက်ကွက်ကိုစစ်တပ်ကဝင်ရောက်စီးနှင်ပြီးစစ်သားတွေစုဆောင်းဖို့အတွက်လူငယ်၄ဦးကိုပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသနေပြည်သူတွေစီကနေသိရှိရပါဗျ။ အလားတူရင်းနှံချောင်းမြို့မှာလည်းအကြက်ပက်စစ်တပ်ဦးဆောင်ပြီးလောက်ဝကရဲနဲ့အုပ်ချုပ်ရေးမှုတွေပူးပေါင်းကစစ်သားတပ်စုဆောင်နေတယ်လို့လည်းသိရှိရပါဗါတယ်။အကြက်ပက်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမဲ့တရင်ကြောင့်မြို့ပေါ်မှာလူငယ်တွေဟာအလုလုကင်ဖို့အတွက်နေအိမ်ပြင်ပကိုမထွက်ရတော့ပဲတိတ်ရှောင်နေကြတဲ့အတွက်မိသားစုဝင်တွေရဲ့စက်ဝတ်နေရေးတွေခက်ခဲလာတယ်လို့လည်းသိရပါဗါတယ်ရှင်။ တဆက်ထဲမှာပဲမကွေးတိုင်းပခုတ်ကူမြို့နယ်မှာအကြက်ဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာအကြက်ဖက်စစ်တပ်ဘက်ကစစ်ကြောင်းမတူပါဝင်ဆဲဥထက်မနဲ့ဟာတေသွားခဲ့လို့ရန် force UG တပ်ဖွဲ့ကသတင်းဝင်ပြန်ကြားရေးတာဝန်ခံကိုပိန်ကပြပြပါရယ်ဇွန်လ၄ရက်နေ့ကပခုတ်ကူမြို့တပ်မ101ကနေထွက်ခွာလာတယ်စစ်ကား73စီးနဲ့အင်အား150ခန့်ပါတဲ့စစ်ကြောင်းကိုပခုတ်ကူကံမလမ်းပိုင်းတနေရာအရောက်တော်လိုင်းတပ်ဖွဲ့တွေက drone ပုံသီးအလုံး90ကျော်ကိုကျဲချတိုက်ခိုက်ခဲ့ရမှာအကြက်ဖက်စစ်တပ်ဘက်ကစစ်ကြောင်းမတူ တဦးပါဝင်ဆယ်ဦးထက်မနည်းဟာတည်သွားကြတာဖြစ်ပြီး28ဦးကထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။တိုက်ခတ်ခံရမှုကြောင့်အကြမ်းဖက်စစ်ကြောင်းဟာ80တိုးမရဲတော့ပဲအနီးနားကျရတော့ကိုလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းကနေဘုံကျဲတိုက်ခတ်တာတွေကြောင့်အပြစ်မဲ့ကလေးငယ်နဲ့အမျိုးသမီးအပါဝင်၄ဦးဟာတည်ဆုံးသွားခဲ့ရပြီး16ဦးဟာဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်ရှင်။ စကမ်းတဲ့တဲ့တဘောကိုတင်ဆက်ပေးကြပါရယ်။စကမ်းတဲ့ပလဲမျိုးပေါ်ကထွေုံရုံးနဲ့ရဲစကန်အပါဝင်အကြမ်းဖက်စစ်တပ်တက်ဆွဲထားတဲ့နေရာတွေကို PDF တပ်ဖွဲ့တွေက၃ရက်ဆက်တိုက်ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ရင်းမပင်ခရံတက်ရင်စစ်တပ်စစ်နဲ့တက်မတော်စီကနေသိရှိရပါရယ်။ဇွန်လတရက်နေ့မှာပလဲမျိုးပေါ်ကအထွေထွေအုပ်ချုပ်ရေးမှုရုံးနဲ့ရဲစကန်တို့ကိုတော်လိုင်းမဟာမိတ်ပူပေါင်းအဖွဲ့ကလက်နက်ကြီးလက်နက်ငယ်နဲ့ပစ်ခတ်တိုက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါရယ်။လာတို့ဇွန်လ၂ရက်နေ့ကလည်းပလဲမျိုးနယ်တွင် စစ်ကြောင်းထိုးကပြည်သူကိုဖမ်းဆီးတပြက် ပြည်သူ့အိုးအိမ်စီစဉ်တွေကိုဖျက်ဆီးနေတဲ့အင်မတီပြူစော့တီကျွာကိုလက်လက်ကြီးလက်လက်ငယ်နဲ့ဝေရောက်ပြစ်ခတ်တိုက်ခတ်ခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်ပလဲမြို့နယ်ကန်တော့စခန်းကအကြက်ဖက်စစ်သားတွေကိုလည်းဇောလာတော့နဲ့ညနေပိုင်းအချိန်မှာဝေရောက်ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးအကြက်ဖက်စစ်သားရဲတွေထိခိုက်တိုက်စုံးမှုကိုတော့အတီးပြုတ်နိုင်ရန် စုံစမ်းနေစေဖြစ်တယ်လို့လည်းသိရှိရပါတယ်။အကြက်ဖက်စစ်တပ်ကလက်လက်ကြီးနဲ့ပြန်လည်ပြစ်ခတ်တာကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တို့ကမစိုးရိမ်အတန်ရရှိခဲ့တယ်လို့ရင်းမပင်ခင်တရင် တဲ့ကျသက်နဲ့တက်မတော်စီကနေသိရှိရပါတယ်ရှင်။ရန်ကုန်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ရန်ကုန်မြို့မင်္ဂလာတော်မြို့နယ်ကအကျန်းဖက်စစ်တပ်ပိုင်း MNC နှုတ်ချက်စစ်ရုံနဲ့ရွှေပြည်သာမြို့နယ်အမှတ်နှစ်ရပ်ကွက်အုတ်ချုံရီမှုရုံးတို့ကိုအဝေးထိန်မိုင်းနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့လို့ရန်ကုန်တိုင်းပြည်သူ့တပ်မဟာစီကနေသိရှိရပါရစေ။ဇွန်လ၄ရက်နေ့ည9:00နာရီလောက်မှာမင်္ဂလာတော်မြို့နယ်မှာအကျန်းဖက်စစ်တပ်ပိုင်း MNC နှုတ်ချက်စစ်ရုံနဲ့ရွှေပြည်သာမြို့နယ်အမှတ်နှစ်ရပ်ကွက် အောက်ချိုရီမှုရုံတို့ကိုအဝေးထိန်မိုင်းတွင်နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီတိုက်ခတ်မှုကိုရန်ကုန်တိုင်းပြည်သူ့တပ်မဟာရဲ့တက်ကရက်စလေးယားဖို့ထရိုင်ယန်တပ်ဖွဲ့ကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးအကြမ်းဖက်တပ်သားတွေထိခိုက်သေဆုံးမှုနဲ့ပျက်စီးမှုအခြေအနေကိုစုံစမ်းနေဆဲဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲ့လိုဖောက်ခွဲတိုက်ခတ်ပြီးတဲ့နောက်မှာမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေဟာဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့လို့လည်းရန်ကုန်တိုင်းပြည်သူ့တပ်မဟာစီကနေသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကိုအမြင့်ပြတ်ချိန်မုံရန်အတွက်သူတို့ရဲ့ ်စီဝါရဒေါက်တာတွေကိုတက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့အနေနဲ့လည်းအကြက်ဖက်စစ်တပ်ပိုင်းစီဝါရဒေါက်တိုင်တွေအုတ်ချွေးမှုတွေအကြက်ဖက်စစ်သားတွေရဲတွေနဲ့ဝဝနေထိုင်ကြဖို့အတွက်လည်းရန်ကုန်တိုင်းပြည်သူ့တပ်မဟာကပြောကြားထားပါတယ်ရှင်။ ခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့ဩစတြေးလျနိုင်ငံကင်ဘာရာမြို့မှာဩစတြေးလျနိုင်ငံသားရဲ့ဝန်ကြီး H.E.T. Honey Panny Won နဲ့အမျိုးသားညီညွတ်ရေးဆိုရအညူကြီးနိုင်ငံသားရဲ့ဝန်ကြီးဒေါ်စင်မောင်တို့ဟာမြမရေးတွဲဆောင်ဆွေးနွေးခဲ့လို့အညူကြီးကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ၄ရက်နေ့ကင်ဘာရာမြို့မှာအညူကြီးနိုင်ငံသားရဲ့ဝန်ကြီးနဲ့ဩစတြေးလျနိုင်ငံသားရဲ့ဝန်ကြီးတို့တွဲဆောင်ဆွေးနွေးခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုအဓိကဆွေးနွေးခဲ့ကြရလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြန်မာ မာပြည်သူတွေအတွက်အော်စတြေးလျနိုင်ငံလေးနဲ့ကုညီပံ့ပိုးပေးမဲ့လမ်းကြောင်းတွေကိုဆွေးနွေးရှာဖွေခဲ့ကြပြီးလက်ရှိနိုင်ငံရေးမတည်ငြိမ်မှုတွေနိုင်ငံသားတွေရင်ဆိုင်ကြုံတွေ့နေရတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးကိစ္စတွေမှာစိန်ခေါ်မှုတွေကိုမိမောင်းထုတ်ပြကမြမအကြက်တဲနဲ့ပတ်သက်ပြီးပြည်ပြည်ဆုံးဆုံးရှင်းလင်းပြောကြားခဲ့လို့လဲဆိုပါရယ်ဒါအပြင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကိုဖြည့်ရှင်းနိုင်ဖို့အတွက်လူ့ခွင့်ရေးကိုကာကွယ်စောင့်ရှောက်နိုင်ဖို့နဲ့မြန်မာနိုင်ငံမှာဒီမိုကရေစီ အုပ်ချုပ်ရေးကိုဖော်ဆောင်မြင့်တင်နိုင်ဖို့အတွက်နိုင်ငံအကူအညီတွေကိုအရေးကြီးလိုအပ်နေကြောင်းလည်း UNG နိုင်ငံခြားရေးဝန်ကြီးကတောဆိုဆွေးနွေးခဲ့လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမမြပါ။